မင်္ဂလာပါရှင်။ဝတ္တမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒါကနေနဲ့ကန်အဖွဲ AA UN အဖွဲ့ဝင်တွေဟာဒါကောင်တို့ထင်းချုံမှုအောက်ရောက်ရှိနေတဲ့မြို့တွေမှာနေထိုင်နေသူတွေကိုနေတိုင်းလိုအကြမ်းဖက်မှုတွေဖိနှိပ်အနိုင်ကျင့်တာတွေဥပဒေမဲ့ကျူးလွန်တာတွေလှုပ်ဆောင်နေရလို့ဝေဖန်မှုတွေလည်းမြင့်တက်နေပါတယ်။ဒေသခံဖိုင်တွေမှာတော့ AA UN ရဲ့နေမြေမှုဆိုသူရဲ့အလုပ်ရက်တွေကိုဒေတာကန်တွေဘယ်လိုမျိုးတုံ့ပြန်ဝေဖန်နေသလဲဆိုတာနဲ့ အေးအေး UNA အဖွဲ့တွေကဘယ်လိုမျိုးဥပဒေမဲ့ကျူးလွန်နေတဲ့လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတဲ့ခင်မှာတော့ Motown Media Channel ကို Subscribe နဲ့အရင်ရှက်လေးလုပ်ပေးပါအောင်ရှင်။ရိတ်တဲ့ကြီးရခိုင်မြင်းနယ်မှာလက်နက်ကင်တိုက်ပွဲတွေဖြစ်လာခဲ့တာဟာ2023ခုနှစ်နိုဝင်ဘာလတည်းကလက်ရှိချိန်ထိဖြစ်ပါတယ်။အဲဒီကာလအတွင်းရခိုင်လက်နက်ကင်အဖွဲ့အေးရ မြို့တချို့ကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့၎င်းတို့ထိန်းချုပ်ထားတဲ့မြို့တွေမှာအုပ်ချုပ်ရေးလုပ်ငန်းတွေအကောင့်ထည့်ဖို့လောက်ကန်ရရှိနေပါတယ်။ဒါပေမဲ့ရခိုင်နယ်ကအေးအေး UNL အဖွဲ့ဝင်တွေရဲ့လှုပ်ရှားဟာမြို့တွေကိုမထိန်းချုပ်နိုင်ခင်ကပြောဆိုခဲ့တဲ့စကားတွေနဲ့နှိုင်းရှင်အပြောတကြားအလုပ်တကြားဖြစ်လာနေရလို့ရခိုင်မျိုးတွေကိုယ်တိုင်ဝေဖန်ပြစ်တင်လာခဲ့ပါတယ်။ရခိုင်နယ်ကအဖွဲ့ခေါင်းဆောင်ထွန်မြတ်နိုင်ကိုယ်တိုင်ကလည်းရခိုင်မျိုးတွေအပေါ်ဖိနှိပ်အနိုင်ကျင့်နေတဲ့ AA UNL အဖွဲ့ဝင်တွေရဲ့လှုပ်ရက်တွေကို မတိကျိုးကျုံပြုတ်နေတယ်လို့ဆိုနေကြပါတယ်။ဘာကြောင့်လဲဆိုရင် AA ရွှေလီအဖွဲ့ခေါင်းဆောင်တူဖြစ်တဲ့ထွန်မြတ်နိုင်ဟာ2023ခုနှစ်တုန်းက AA ရွှေလီအဖွဲ့ဝင်တွေကိုမေကွန်းပြောဆိုရမှာပြည်သူနဲ့တသားတည်းဖြစ်နေဖို့အခုလိုမျိုးပြောဆိုခဲ့ပူပါတယ်။ဒါပေမဲ့တကယ်လက်တွေ့မှာတော့ AA ရွှေလီအဖွဲ့ခေါင်းဆောင်ဟာ AA ရွှေလီအဖွဲ့ဝင်တွေရဲ့ဥပဒေစည်းကမ်းနဲ့မညီတဲ့ချိုးဖောက်မှုအမျိုးမျိုးကိုပွင့်လင်းမြင်သာစွာအရေးယူဆောင်ရွက်တာမျိုးမရှိဘူးလို့သိရပါတယ်။ ကြသည်မိကလည်းလူမှုကွန်ရက်မှာထွက်ပေါ်လာခဲ့တဲ့ရုပ်သံပိုင်းတစ်ခုထဲမှာမင်းပြမျိုးနဲ့နာဂရအုပ်စုညောင်မဲဝိုင်းကြီးပါပါ UNA အဖွဲ့ရဲ့နေမြင့်မှုကွန်ညီပုဦးဆောင်တဲ့အဖွဲ့ဟာကြီးပါသားတွေပိုင်ဆိုင်တဲ့မိရာတွေကို မတရားရယူဖို့ကြိုးပမ်းခဲ့ရဒေသခံရခိုင်ပြည်သူတွေနဲ့အပြန်အလှန်ရန်ဖြစ်စကားများနေရကိုအခုလိုမျိုးတွေ့မြင်ခဲ့ရပါတယ် 你好了。你好 啥？哦，哈啦，哎，兄来啦，咱来比个，来比个，嗯。嗯 ်မဟုတ်နေမမူနေမူလိုရကကောင်းကဆိုးရတယ်မှာကျွန်တော်အမြင်နဲ့ဒီကတော့ကျွန်တော်ပေါ်လမလေးကိုနဲ့ဖရလာစနေလည်းမကိုက်ပါဥပဒေလာစနေလည်းမကိုက်ပါကျွန်တော်မပရိုဂရမ်ဒီကိုကျွန်တော်ကျွန်တော်ရဲ့မနာပါလေးကိုနဲ့မနာပါလေးကိုနဲ့ခါမပြေချင်တာကိုအာမလေးလူလူယူဝဲဆိုလည်းကပဲစိုင်းလက်ကြီးပါကြီးကျွန်တော်အော်နေရပြီဒီကိုညီပြီလေအော်နေရပြီဒီကိုညီပြီခဲအာနာကောင်ပြပေးတယ်ပါလွယ်ကူချက်လို့ဆိုမကောင်းပါလေ Lem jage, lem jage, lem jage, segera apa itu? Lem jage, segera apa itu? Ya pak, mana mampu sih saya? Orang mana duduk? Pelan lah, jangan lemak ayah. Ubu jelas, jangan lemak ayah. Jangan nyawa nyawa lah, biar macam apa? Jangan ubu jemaah ni lembut. Asal ini sulit lembut. Ubu jemaah kau bayar, kau yang kau yang lembut. Mày mang của dila kiếm bọc, mày là lại cái kiếm bọc, sung lạc yêu là mày mang của 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 mày

谁不管我嘞？我娃子小没本事找阿他妈芦苇抽了不个，给我点六万块钱啊！我们两个不能，我们两下不的干，我们两个下不的咋不抗争不嘞？人家是一锅的不行啊！下不的干，下不的干，下不的干，下不不的干，下不的干，下不的干，下不的干，不的干，下的干，

我都把带到了路面，我都把带到了，我都把带到了路面。带到了，把飞机上面快递，带到我路过，我都一百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 。带到了，把飞机上面快递，带到我路过，我都一百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 。 ဟဲ့ကြောင်တိတ်တာမလားဖိုင်မှာတော့လားလူကခွာလာကောင်းဆုံးလူကတော့လူကပြက်ပုံနာခွင့်ရပလားတတိတစ်ပါးပဲပလားအာငါခိုက်မှာသာဖိတ်ခါလေငါခိုက်မှာဖိတ်လို့သိခါမလားအေးရွှန်လျက်ခွဲဟာ၎င်းတို့တင်းကျုပ်ထားတဲ့မြို့တွေမှာနေထိုင်သူတွေကိုအကြောက်တရားနဲ့အုပ်ချုပ်တာအနိုင်ကျင့်တာနဲ့ဒေသခံတွေကိုနေစဉ်အကြမ်းဖက်တာတွေရှိခဲ့တယ်လို့ ရခိုင်နိုင်ငံရေးသမားတဦးက၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ရခိုင်မီဒီယာတွေဟာလည်း AA ရွှန်လီအဖွဲ့ရဲ့ချိန်းချောက်အကြက်ကင်ခံရမှုတွေကြောင့် AA ရွှန်လီအဖွဲ့ရဲ့မတရားမှုတွေကျူးလွန်နေရကိုအများပြည်သူသိအောင်ပွင့်လင်းမြင်သာစွာရေးဖော်ပြတာမျိုးမလုပ်ရဲဘူးလို့သိရပါတယ်။ရခိုင်နိုင်ငံရေးသမားတဦးကပါသုံးလုံးတွေအကြမ်းဖက်တယ်ဆိုတာ UNAA အပြင်းပြေလေးချွန်နာလောက်ပဲရှိရဲ UNAA ကရခိုင်ဒုတို့ပေါ်နေစဉ်ဒီတိုင်းအကြံဖတ်နေရပါ။ တနေရာမဟုတ်တနေရာမှာယာဆွေးမှုတွေကျူးလွန်နေရဲ့အင်တာနက်လိုင်းဖုန်းလိုင်းတွေပိတ်ထားတယ်ဆိုတာစည်ရေးလုံခြုံရေးတွဲလို့အကြောင်းပြပေမဲ့လက်တွေ့မှာတော့သူတို့ကျူးလွန်သမျှတွေပြင်ပကိုမပေါက်ကြားရေးပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောနိုင်လဲဆိုရင်မီဒီယာတွေကို ဖိနှိပ်ထားတာကိုတက်တည်ထူရပါလိမ့်မယ်။ရခိုင်အခြေစိုက်မီဒီယာတွေဟာသူတို့ခွင့်ပြုတဲ့သတင်းကိုသာတင်ကြရတာဖြစ်ပါတယ်။တနေရာဖြင့်သူတို့အတွက်လော်ဘီလုပ်ပေးညီကြရတာပါ။အေအေယွမ်လေးကျူးလွန်တာကိုဖော်ထုတ်တဲ့မီဒီယာတွေကိုဆို အပြင်းထန်နှိပ်ကိုပါတယ်။ တင်းတောက်တွေကိုအသေးအတန်လိုက်လံဖန်စီပါတယ်ဆိုပြီးတော့ပြောပါရယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရခိုင်မျိုးသမီးတအူကခုံးမှုနဲ့ဆွဆွဲဖန်စီခင်ရသူအကိုဖြစ်သူဟာ UNLA အဖွဲ့ဝင်မောင်းနဲ့ကနေအတိုက်ခံရပြီးတေဆုံးခဲ့ရတယ်လို့လူမှုကွန်ရက်မှာရှင်းသားဖော်ပြခဲ့ပူပါရယ်။ရခိုင်အေးတက်ကြွလှုပ်ရှားသူတအူကဖြည့်ရအချင်းကဒီလိုပါအဲ့ဒီမျိုးသမီးငယ်ရဲ့အကိုဖြစ်သူကို UNLA ကခုံးမှုနဲ့ပတ်သက်ပြီးတော့ဆွဆွဲဖန်စီခဲ့တယ်။ဒါပေမဲ့ဖန်စီခံရတာသူ့တယောက်တည်းမဟုတ်ပါဘူး။ မိဘနှစ်ပါးအပါအဝင်မိသားစု၅ယောက်ဖြစ်ပါတယ်။မိခင်ဖြစ်သူဟာလက်နဲ့ကြီးတန်ကြောင့်လမ်းတော်မလျှောက်နိုင်သူပါ။ဖန်စီခင်အားစင်တွေကကျန်တဲ့မိသားစုဝင်တွေကတွေးဆောင်ဖို့ရာစူးစမ်းခဲ့ပေမဲ့လုံးဝတွေးခွင့်မရဘူး။ဖန်စီထုံအောင်ထိုင်းနေရာကိုတောင်တွေးခွင့်မရဘူး။ရှင်းနေလဲငှားခွင့်မပြုတ်ဘူး။အထက်တောင်ဝင်ရှိသူတွေစီအကြိမ်ကြိမ်အတနာခံစားတင်ခဲ့ပေမဲ့လုံးဝအကြောင်းမပြန်ပါဘူး။ခုံးမှုနဲ့ဆွဆွဲခံအမျိုးသားဖြစ်သူကိုတန်ချေခြင်းနဲ့ထားပါရီ။အဲ့ဒီမျိုးသားကိုနေစဉ်ရေထန်းခိုင်းတဲ့ ဆွတ်ဆဲခင်ရတဲ့အမျိုးသားဟာတန်ချေချင်းတက်လန်နဲ့ရေထန်းနေချိန်မှာ ULA အဖွဲ့ဝင် မောင်းနဲ့ကားကတိုက်လိုက်တာပါတဲ့ငါးလလုံးအဝေးတစ်ထဲကိုတစ်ခုနဲ့ဆင်းရဲဒုက္ခခံနေရတဲ့မိဘနှစ်ပါးရှိမှတားဖြစ်သူတည်ဆုံးသွားတာဖြစ်ပါတယ် ULA ရဲ့ကျူးလွန်မှုတွေဟာအောက်ခြေကြောင့်ကြီးပဲဖြစ်ပွားနေရမှာဟုတ်ဘူး ULAA တွေဟာသူတို့ကိုယ်တိုင်ကမိုးကြိုးပစ်တာကိုထမ်းလက်နဲ့ကာဖို့စူးစမ်းနေရဲမတရားမှုကိုဘုံကွယ်ဖို့စူးစမ်းနေပါတယ် အဲ့ဒီအမှုဖြစ်ရမှာဆွဆွဲခင်ရသူတာတူရဲဖြစ်ပါရဲ့နဲ့ဘာမှမတက်ဆိုင်တဲ့မိဘနှစ်ပါအပါဝင်မိသားစုလေးကိုဘာကြောင့်ဖမ်းဆီးထားတာလဲအဖေကရှင်းပါတယ်ကျန်တဲ့မိသားစုဝင်လေးဦးကိုပါဖမ်းဆီးချုပ်နှောင်ပြီးဆွဆွဲခင်ရတဲ့တိတ်ဆုံးသူကိုအကြက်ကင်ဝန်ခံခိုင်းတာဆွဆွဲခင်ရသူဟာတန်တရားရှိသူများသာဖြစ်တယ်တရားခံမဟုတ်ပါတရားခံမဟုတ်ဘဲနဲ့တန်ချီချင်းခက်ကငါးလတတိဖမ်းဆီးချုပ်နှောင်ထားခွင့်ရှိပါသလား UNA ဟာဥပဒေအတိုင်းမဆောင်ရွက်ပဲ ဥပဒေမဲ့ကျူးလွန်နေတဲ့အဖွဲ့အစည်းဆိုတာဒီလောက်ရက်ကတည်တည်ခံနေပါတယ်ဆိုပြီးတော့ပြောပါရခြင်း